ဒီတစ်ခါတင်ဆက်ပေးမှာကတော့ထူးခြားပါတယ်ပရိသတ်ကြီးကိုဗီဒီယိုထဲမှာမြင်တွေ့နေရတာကတော့အလွန်ထူးခြားတဲ့အမှုပညာလက်ရာတစ်ခုပါလက်မှုအမှုပညာလို့ပြောရင်ပုံမှန်ပါတယ်သူဟာဂျဲလီတောင်းတစ်ခုရဲ့အတွင်ထဲမှာဈေးရောက်တွေအမျိုးမျိုးထည့်နေတာဖြစ်ပါတယ်ဈေးတဝက်နဲ့တစ်ချက်ချင်းထည့်သွင်းပုံဖော်ရေးဆွဲနေတာပါစစကျင်တော်လားပါမှုအမှုပညာခက်ရာကိုတော့မှမဟုတ်ပါဘူးရှုပ်ရှက်နေတဲ့ဈေးရောက်တွေရောထွေးနေတဲ့ပုံကိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့အချိန်ကြာကြာနေရင်ပုံဖော်လာတာကိုတွေ့ရမှာပါ တရားလေတွေကတရားနဲ့တရားပေါင်းဆက်ပြီးရောင်းသစ်ဖြစ်လာပါတယ်ဒီကျယ်လီထဲမှာဈေးတွေဟာနေကြာပန်းပုံဖြစ်သွားတာကိုမြင်တွေ့ရမှာပါပကြီဆွဲသလိုတက်ပညာဖြစ်ပေမဲ့တာမန်ပကြီဆွဲရတာနဲ့မတူပါဘူးသူဟာစုံထန့်တွေနဲ့ဆွဲရတာမဟုတ်တလို့အောက်ကပကြီဆွဲလို့ရတဲ့မတ်စတိုဆာရွက်တို့လည်းမဟုတ်ပါဘူး။ဒါကြောင့်ပုံမှန်အမှန်ပေါ်လာဖို့လက်ညင်ရပါမယ်။စဉ်းစားမှုရှိရပါမယ်။ဆင်းရောင်စက်တာကလည်းမှန်ရပါဦးမယ်။ အခုသူဆွဲထားတာကအရွက်အယိုးပန်းပွင့်ပန်းဝင်းဆန်ပွင့်ဖက်စတာတွေအသေးစိတ်ရေးဆွဲပေးထားတာဖြစ်ပါတယ်။အယိုးဆိုလဲစိမ့်နေအောင်အယိုးလေးတွေနဲ့တကယ်တူအောင်လုပ်ထားပါတယ်။အရွက်ဆိုလဲအရွက်ပုံစံနဲ့အနီးဆက်ဆုံးတူအောင်လုပ်ထားတာဖြစ်တဲ့ဒါကြောင့်ဒီလက်ရာတွေဟာဝယ်ယူနိုင်ဖို့လည်းစီကြည်ပါတယ်။ ဒီလိုဂျယ်လီတွေဟာနောက်ဆိုမွေးနေ့တွေမှာတော့မွေးနေ့ကိတ်အနေနဲ့သုံးလနိုင်လောက်ပါတယ်။အရသာကတော့ဘလို့နေမယ်မပြောတတ်ပါဘူး။မြန်မာမှာလည်းဒီလိုသူမတူတဲ့ဖန်တီမှုမျိုးတွေမကြခင်ရှိလာနိုင်ပါတယ်။ကျွမ်းကျင်မှုနဲ့လာပမှုအပေါ်လိုက်ပြီးဈေးလဲကွာချနိုင်ပါတယ်။